နောက်တစ်ခုကတော့ကျွန်တော်တို့အခုချိန်မှာပေါ့နော်အခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေးကျက်သေးပါတယ်အဲစီးပွားရေးကျက်သေးတာရဲ့အကြောင်းနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နိုင်ငံတကာပိတ်ဆို့မှုလို့ရှိနေတာဖြစ်ပါတယ်ရှင်နောက်အဲ့ဒါအကြောင်းလို့ကျွန်တော်တို့ဒီအဲဒီရွေးကောက်ပွဲရအရေးကြီးတယ်။ရွေးကောက်ပွဲပြီးလို့ချင်းရွေးကောက်ခံအစိုးရတက်လာတယ်။ရွေးကောက်ခံအစိုးရတက်လာလို့ချင်းနိုင်ငံတကာပိတ်ဆို့မှုတွေဖြေလျှော့လိုက်တဲ့အချိန်မှာကျွန်တော်တို့ကပုံပြီးတော့မှနိုင်ငံတကာမှာ လုံတာတိုင်းတာရှိပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပုံပြီးဆင်ပြေလာမှာဖြစ်ပါလို့ရှိအပြီးလို့ရှိနိုင်ငံတကာတိုင်းရင်းရင်းမြုပ်နှံမှုတွေနဲ့ပုံပြီးလာရောက်ပြီးလို့ရှိရင်အပြည်တွင်းမှာစီးပွားရေးတွေကောင်းကြမယ်အလုပ်ပိုင်းဖွင့်လန်းပြီးများကြမယ်များကြတဲ့အချိန်မှာလူတိုင်းလူတိုင်းဟာကြအလုပ်လက်မဲ့ဥယျာဉ်တွေနဲ့ပြီးတော့မှမိသားစုတိုင်းဝေးပြီးကောင်းနိုင်တဲ့အခြေဖြစ်ပါလို့ရှိ ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်ကျွန်တော်တို့ပါတီရဲ့အားသာချက်လို့ပြောလို့ရှိရင်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကကျွန်တော်တို့ပါတီရဲ့အဓိကအားသာချက်ဖြစ်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးစီးပွားတိုးတက်ဖို့ဆိုလို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်နဲ့လူလူလတ်လတ်ရောင်းနေဝယ်နေရှင်းပြနေအဲအဲ့ဒါလေးပါရှင်နောက်ဈေးကွက်ဈေးကွက်စီးပွားရေးစနစ်အရဆိုလို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်အရဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဟိုဟာဟုတ်ချက် လိုတဲ့ပစ္စည်းကလိုတဲ့နေရာကိုလိုသလောက်ရတယ်လိုတဲ့နေရာမှာလိုသလောက်ရတယ်ပြီးလို့ရှိရင်အဲဟိုပါဘောရှင်းပစ္စည်းကုန်ပစ္စည်းကုန်ပစ္စည်းအရေးသွေးကောင်းကောင်းပစ္စည်းမှဈေးမှန်ရတယ်ဘောရှင်းဒါပြီးဈေးွက်စည်းဝါးရေးစနစ်ရကောင်းတဲ့ချက်ဖြစ်ပါတယ်အဲနောက်တစ်ခါကျတော့လူတိုင်းကဒီစူးစမ်းနေတဲ့လူတိုင်းအတွက်လည်းအခွင့်အရေးရှိတာဖြစ်ပါတယ်ရှင်အဲအဲ့ဒါလေးနဲ့ကျွန်တော်တို့ဆောင်ရွက်သွားခြင်းဖြစ်ပါတယ်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပါတီရဲ့ဖွဲ့စည်းပုံ ဟို sorry ပါတီရဲ့ရွေးကောက်ပွဲချိန်ညာဆောင်းလန်းကြတယ်လေကျွန်မသဘောတရားရေးရပြတော့မရေးထားပဲပဲကျွန်တော်တို့ဘာကြီးဆောင်ရွက်မယ်ဆိုတဲ့အကြောင်းပေါ့နော်ခုန People Peace and Prosperity ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့မြန်မာလိုပြန်ထားတာကတော့လူလူဘဝအဓိကငြိမ်းချမ်းလုံခြုံစွာကြီးပွားကြဆိုတဲ့ကျွန်တော်တို့စံဖို့လေးနဲ့ပါပါရှင့်အဲကြတော့ကျွန်တော်တို့လူမှုအတွက်ဘာလို့ပြေးပေးမလဲဆိုတော့လုပ်ငန်းစဉ်တွေရှိတယ်ပြီးလို့ရှိရင်ငင်းချမ်းရအောင်အဲဘာလို့ပြေးမလဲဆိုတော့ အဲဟိုဟာဟိုဟာရှိမှာပေါ့နော်လုပ်ငန်းတွေရှိမယ်ပြီးလို့ရှိရင် prosperity ဆိုလို့ရှိရင်ပြည်သူလူထုလူမှုစီးပွားဖွံ့ဖြိုးဖို့ဘာတွေလုပ်ပေးမယ်ဆိုတာလေကျွန်တော်တို့အဲရေးဆွဲထားတာဖြစ်ပါတယ်အဲ့ဒါလေးအကြလို့ရှိရင်လည်းကျွန်တော်တို့အဲဟိုဟာပေါ့စာအုပ်လိုတအုပ်ထွက်ပါမယ်ပြီးလို့ရှိရင်ဒါအောင်မှအနှစ်ချုပ်ထားတဲ့လက်ကမ်းစာနာကိုအသေးလေးတစ်ခုထွက်ပါမယ်အဲပြီးလို့ရှိရင်လည်းကျွန်တော်တို့ပါတီ ဒီရဲ့အကြောင်းသိကောင်းစရာတွေပေါ့နော်ဒါပါတီကိုယ်စားလှယ်ရဲ့လက်ကမ်းစာနာဒါလေးတွေထွက်လာဖြစ်ပါတယ်ရှင်အဲအဲ့လာတော့သူအချိန်နဲ့တပြေးညီပေါ့နော်ကျွန်တော်တို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ရှင်အမေကမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဆွေးနွေးစရာချိန်နဲ့ဆက်လက်ဆွေးနွေးလို့ရပါတယ်ရှင်ဘုရားဘုရားဘုရားကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်သူတွေကတော်တော်လေ့လာမှုနည်းနည်းနေအခုဘုရားကြီးပြောတာဒီကွက်စီးပွားရေးစနစ်ရဲ့အင်္ဂါရက်ကိုပြောတာပြောရဲဘုရားပြောရပါလေ ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါရှင်ကျေးဇူးပါရှင်နောက်တစ်ခုကပရမိတာသေဥက္ကဋ္ဌဆိုလို့လေဆိုလို့ရှိရင်ကျွန်မလည်းလူမှုဝန်ထမ်းကိစ္စရင်းနဲ့ပြန်လည်နေရာချပါရေးမှာတာဝန်ယူခဲ့တော့လေဆိုလို့ရှိရင်ကျွန်တော်တို့ကိုဗစ်တုန်းကလည်းပရမိတာအဖွဲ့အစည်းတွေနဲ့အစိုးရအုပ်ချုပ်ရေးနဲ့ပူးပေါင်းပြီးတော့မှကျွန်မတို့ဆောင်ရွက်လိုက်တာဒီကိုဗစ်တက်တဲ့အိမ်မှာကျွန်တော်တို့မြန်မာနေတာအောင်မြင်ပါတယ်ချက်အဲအဲ့ချိန်တုန်းကဆိုတော့ဖြစ်တာအဲတော်တော်လေးပေါ့နော်နိုင်ငံတကာရဲ့ဖိတ်ဆို့မှုတွေနဲ့ကျွန်တော်တို့ ကာဝယ်ဈေးတောင်မှတော်တော်နဲ့မရပါဘူးရှင်ဒါကာဝယ်ဈေးကိုဒီအိန္ဒိယဈေးတရုတ်နဲ့အဲတရုတ်တရုတ်နဲ့အိန္ဒိယနေရတယ်နောက်ရုရှားကနေသူ့လက်ဆောင်ပေးတာရှိတယ်အဲဒါမျိုးပါဖြစ်တကယ်တမ်းတစ်ကမ္ဘာလုံးမှာဒီ global fund လို့ဘာလို့ကနေတစ်ကမ္ဘာလုံးကိုဒီကာဝယ်ဈေးငွေတဲ့ပို့တာကျွန်တော်တို့ရခဲ့တယ်လို့ကျွန်မမသိခဲ့ပါဘူးမရခဲ့ဘူးလို့ကျွန်မချင်တယ်တော်တော်လေးကိုတက်တက်သေးသေးနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဒီကြားထဲကလည်းဒီဟိုပေါ့ rates ကိုယူပြီးတော့မှ အကြောင်းကြီးဖွင့်ပေးတာတော့ကလေးတွေလည်းအလဟတ်အချိန်မပေါ်အောင်ပေါ့နော်သူသူအသက်အရာသူအသက်အရာတန်းရအောင်ပေါ့နော်ဒီအကြောင်းကြီးဖွင့်ပေးခဲ့ပြီးတော့မှအဲဒီကိုဗစ်ကိုဗစ်ကူးစက်မှုရှိတဲ့အဲကျောင်းဆုံးခဏဖိတ်ထားပြီးပြန်ဖွင့်လာတော့ပေါ့နော်စသဖြင့်အဲဒါတွေကျွန်တော်တို့လုံဆောင်နိုင်ခဲ့တာပဲအဲ့ဒါဒီဒီပရမိတအဖွဲ့ကြီးရဲ့ပူးပေါင်းပါဝင်မှုနဲ့နော်ပြည်သူကိုကိုစားပြုပြီးတော့မှပြည်သူကြားတွေကပရမိတအဖွဲ့ကြီးနဲ့ကျွန်တော်တို့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်လို့အောင်မြင်ခဲ့တဲ့ ဒီ success story တွေတခုဖြစ်ပါလိမ့်ရှင်။ဒါနောက်ခုကတော့ဒီပရမီတာအဖွဲ့အစည်းတွေပေါ့နော်။ဒါဆိုလို့ရှိရင်ပရမီတာအဖွဲ့အစည်းတွေဆိုရလဲဒါအလှရှင်တွေရဲ့အဲအလှငွေတွေနဲ့ရပ်တည်ဆောင်ရွက်ရမှာဖြစ်တယ်။ကိုယ့်ရဲ့လုပ်အားနဲ့ကိုယ့်ရဲ့ဥစ္စာကိုအားနဲ့ကိုယ့်ရဲ့အချိန်နဲ့အဲပေါ့နော်ဆောင်ရွက်ရမှာဖြစ်တယ်။သို့တော်လည်းဒီအလုပ်တွေလုပ်တယ်ဆိုတာတခြားဘူးလို့ကုညီတယ်ဆိုတာကုန်ကြစိတ်တွေရှိပါတယ်ဒီကုန်ကြစိတ်တွေအတွက်ကိုဒီအမှုရှင်တွေရဲ့လူသန်းဝင်တွေနဲ့ရပ်တည်ရတာဖြစ်ပါတယ်။နောက်ခုနစီးပွားရေး ်အကောင်းလာလို့ရှင်တယ်အမှုရှင်တွေများလာတယ်အမှုရှင်တွေများလာပြီးကျွန်တော်တို့မြန်မာလူမျိုးရဲ့ဖြစ်စရာကောင်းတဲ့ဒီပရမီတာစိတ်နဲ့ဆောင်ရွက်ကြတဲ့ပရမီတာအသေးဖွဲ့ကြီးနဲ့ပို့ပြီးတော့မှစနေတကြနဲ့စစ်တမ်းမြင့်မြင့်ဆောင်ရွက်လာနိုင်တဲ့ဒီလိုဒီမှာရုံကြည်ပါတယ်ဖြစ်။နောက်ပရမီတာလုပ်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဖြစ်။ကျေးဇူးပါဖြစ်။